ကဲတကားမမီတို့ရေပုံမြင်တစ်ကလေးကိုနားထောင်ကြရအောင်နော်ဒီနေ့တီတီပြောပြမယ်ပုံမြင်လေးကတော့ဘယင်းကြီးရဲ့အိမ်မက်အတိတ်နမိတ်တဲ့ဟိုးရှိရှိတုန်းကတိုင်းပြည်တစ်ခုမှာဘယင်းကြီးတစ်ပါးရှိတယ်သူကတိုင်းသူပြည်သားတွေကို အုပ်ချုပ်တဲ့နေရာမှာတရားမျှတလို့တိုင်းသူပြည်သားတွေကတိတ်ချစ်ကြတယ်တညမှာတော့သူက ထူဆန်းတဲ့အိမ်မက်တစ်ခုကိုမှတ်တယ်အိမ်မက်ထဲမှာသူအိတ်နေတဲ့အိယာရဲ့မျက်နှာချက်တက်တက်မှာမြေခွေးတကောင်က တန်းတစ်ခုမှထိုင်ပြီးတော့သူ့ကိုကြည့်နေတယ်တဲ့မနဲ့ကြတော့အဲ့ဒီအိမ်မက်ကိုပညာရှိမူးမက်ကြီးတွေကိုအတိဘယ်ကောက်ယူခိုင်းတဲ့အခါဘသူကမှအတိဘယ်ကိုမကောက်ယူနိုင်ကြဘူးတဲ့ဒါနဲ့ဘီရင်ကြီးလဲတတိုင်းပြည်တော်ကပညာရှိတွေကိုဖိတ်ကြားပြီးအိမ်မက်ကိုအတိဘယ်ဖွင့်ဆိုခိုင်းနေဒါပေမဲ့လဲသူ့ရဲ့တိုင်းပြည်တွေကပညာရှိတွေတောင်းမှဒီအိမ်မက်ရဲ့အတိဘယ်ကိုဘသူမှမပြောနိုင်ကြဘူးတဲ့ ဒါနဲ့ဘယင်းကြီးလေသူ့ရဲ့အိမ်မက်ကိုအတိတ်နမိတ်မှန်မှန်ကန်ကန်ကောက်ပေးနိုင်တဲ့သူရှိလို့ရှိရင်စုလုံငွေတွေအများကြီးချင်းမြင့်မယ်လို့ကြေညာလိုက်တယ်။ဘယင်းကြီးရဲ့တိုင်းပြည်ရဲ့ကျေးရွာလေးတရွာမှာအလွန်တရာဆင်းရဲတဲ့လေသမားတစ်ယောက်ရှိတယ်။အဲ့ဒီလေသမားကစားစရာတောင်မရှိတော့အောင် အရန်ကိုဆင်းရဲနေတာကြောင့်ဘယင်းကြီးရဲ့ကြေညာချက်ကိုကြားတဲ့အခါမှာဘယင်းကြီးရဲ့အိမ်မက်ကိုအတိတ်နမိတ်ကောက်ပေးဖို့အတွက်နန်းတော်ကိုထွက်လာခဲ့တယ်။တကယ်တော့သူလဲ ထွက်တာထွက်လာခဲ့တာအိမ်မက်ရဲ့ထိပ်ပဲ ਉਹ တော့မသိဘူးတဲ့ဒီလိုနဲ့တောင်ကြားလန်းချင်းချင်းလေးကိုဖျက်လာခဲ့တဲ့အခါမွေကြီးတစ်ကောင်နဲ့တွေ့တယ်။မွေကြီးကသူ့ကိုလှမ်းပြီးနှုတ်ဆက်လိုက်တယ်။မင်္ဂလာနက်နက်ခင်းမှာမိတ်ဆွေရေဘယ်ဟူသွားမလို့ပါလဲ။အဲ့ဒီခါလေသမားကဘယင်ကြီးရဲ့အိမ်မက်အကြောင်းကိုပြောပြလိုက်တယ်။မွေကလည်းအော်အဲ့ဒီအိမ်မက်လား။အိမ်မက်ရဲ့အိဗယ်ကိုကျွန်တော်သိပါတယ်။အသည့်ကိုကျွန်တော်ပြောပြလိုက်ပါမယ်။ ဘယင်းကြီးပေးတဲ့စုတော်ငွေတဝက်ကိုသာကျွန်ုပ်ကိုပေးမယ်လို့ဂရိပေးပါအဲ့လိုပြောလိုက်တယ်။လေသမားလည်းပေးပါမယ်လို့ဂရိပေးလိုက်တာပေါ့။မြေခွေးရဲ့တဘောကဘယင်းကြီးရဲ့နန်းတော်ထဲမှာကောက်ချစ်မှုတွေ၊လိန်ညာမှုတွေ၊လှည့်စားမှုတွေအမြင့်တွင်နေပြီဆိုတဲ့အတိတ်ပဲပဲ။အဲ့တော့ဘယင်းကြီးကသူ့ရဲ့မူးမတ်တွေကလိန်ညာကောက်ချစ်တဲ့သူတွေကိုဖော်ထုတ်ပြီးတော့အမြန်ဆုံးအရေးယူလိုက်ပါမဟုတ်ရင်တိုင်းပြည်အတွက်ပျက်စီးရာပျက်စီးကြောင်းတွေဖြစ်လာလိမ့်မယ်လို့ပြောပြလိုက်တယ်။ ဘယင်းကြီးရှိကိုရောက်တော့လေသမားလဲမွေကြီးပြောပြတဲ့အတိုင်းပြန်ပြီးတော့ပြောပြလိုက်တယ်။ဘယင်းကြီးလဲတေချာစစ်ဆေးလိုက်တဲ့အခါအချစ်မကောင်းတဲ့မူးမတ်တီကိုစစ်ဆေးတွေးရှိရတဲ့အတွက်ချက်ချင်းပဲအလုံးဖြုတ်လိုက်တယ်။ပြီးတော့လေသမားကိုလည်းစွန့်ငွေတွေအများကြီးပေးလိုက်တာပေါ့။ဒါပေမဲ့လေသမားကစွန့်ငွေတွေကိုမြင်တဲ့အခါလောဘတက်ပြီးတော့မွေကြီးကိုတဝက်မပေးချင်တော့ဘူးတဲ့။ဒါနဲ့ပဲသူဟာလာလန်းတိုင်းမပြောင်းမင်းနဲ့တခြားလန်းကနေလှည့်ပြောင်းသွားလိုက်တယ် အချိန်ကြီးတော်တော်ကြာတဲ့နောက်မှာဘယင်းကြီးဟာနောက်ထပ်ထူးဆန်းတဲ့အိမ်မက်ကိုထပ်ပြီးတော့မက်ပြင်နေသူ့ရဲ့အိမ်မက်ထဲမှာတော့သူ့ရဲ့အိတ်ခမ်းဆောင်မျက်နှာချက်မှာဓာကြီးတစ်ချောင်းတွဲလောင်းကျနေတယ်တဲ့ဒီအိမ်မက်ကလည်းဘယ်ပညာရှိဟာမှအတိတ်ပဲမကောက်ယူနိုင်ကြဘူးဒါနဲ့ပဲသူကလေသမားကိုတတိယသွားပြီးနန်းတော်ထဲကိုဆင့်ခေါ်လိုက်တယ်လေသမားလည်းဒီတခါတော့ဒုက္ခတွေ့ပြီပေါ့ ဒါပေမဲ့လည်းဘာမှမတက်နိုင်တဲ့အဆုံးမှာမွေရင်းနေတဲ့တောင်ကြားလန်းချင်းလေးစီကိုပဲရောက်လာခဲ့တယ်။မွေရင်းရေကျေးဇူးပြုပြီးထွက်လာခဲ့ပါအောင်ဗျာ။ကျွန်တော်အခုညီလိုအပ်နေလို့ပါ။အဲ့လိုပြောလိုက်တယ်။မွေရင်းရောက်လာတော့အိမ်မက်ရဲ့အကြောင်းကိုပြောပြလိုက်တော့မွေရင်းကလည်းဒီတခါစုငွေရလာရင်သူ့ကိုတဝက်ပေးဖို့ထပ်ပြီးတော့ဂရိတောင်းပြန်နေ။လေသမားလည်းပေးပါမယ်လို့ဂရိပေးလိုက်ပြန်နေ။ဓာရဲ့သဘောတရားစစ်ကိုအတိတ်ပဲဆောင်နေ။ ကျန်းသူတွေဘယင်ကြီးရဲ့တိုင်းပြည်နာကိုရောက်ရှိနေပြီပြီးတော့ဘယင်ကြီးရဲ့နန်းတော်ထဲမှာလည်းတစ္ဆပေါက်တွေရှိနေတယ်ဘယင်ကြီးနေနဲ့တစ္ဆပေါက်ကိုအမြန်ဆုံးဖော်ထုတ်ပြီးတော့စစ်ကိုပြင်ဆင်ထားပါလို့ပြောပြလိုက်တယ်လေသမားကြီးလည်းဘယင်ကြီးကိုပြန်ပြောပြလိုက်တဲ့အခါစုငွေတွေအများကြီးထက်ရလာပြန်တာပေါ့လောဘကိုအတော်မတတ်နိုင်တဲ့လေသမားလည်းအိမ်ပြန်တဲ့လမ်းမှာငွေကြီးနဲ့တွေ့တဲ့အခါမှာကဲလေသမားတင်းရဲ့ဂရိတိုင်းစုတော်ငွေတစ်ဝက်ကိုပေးပါလို့တောင်းလိုက်တယ် လေသမားဒေါသထွက်ပြီးမပေးနိုင်ဘူးဗျာခမ ्या ကိုရှင်းလင်းပြီးစုတော်ငွေတွေအားလုံးကိုကျုပ်တယောက်တည်းယူမယ်အဲ့လိုပြောပြီးဓာတ်ကိုဆွဲထုတ်လိုက်တယ်မွေကြီးကသူ့ရဲ့တွင်ထဲကိုပြန်ဝင်ပြေးသွားတဲ့အခါလေသမားလည်းမွေကြီးရဲ့အမီးကိုဓာတ်နဲ့ခုတ်ပိုင်းဖို့ကြိုးစားလိုက်တယ်ဒါမဲ့လေမွေကြီးကတော့လွတ်မြောက်သွားတယ်ဒီလိုနဲ့အချိန်ကြီးအတော်ကြာလာတဲ့အခါဘီရင်ကြီးကနောက်ထပ်အိမ်မက်တစ်ခုကိုမြင်မက်ပြန်ရောအိမ်မက်ထဲမှာတော့သူ့အိယာရဲ့မျက်နှာချက်မှာ တိုးတကောင်ရောက်ရှိနေတာကိုတွေ့ရပြန်ရောတဲ့အဲ့ဒီခါလေးဒေသမားကိုထပ်ပြီးတော့ခေါ်ရပြန်တာပေါ့ဒီတခါတော့ဒေသမားလည်းခေါင်းမိတောက်သွားတယ်อืมဒုက္ခပဲဘီရင်ကြီးရဲ့အိမ်မက်တိတ်ပဲငါလည်းမသိဘူးမွေကြီးကိုအကူကြီးတွားတောင်းဖို့ကလည်းသူ့ကိုငါလိန်ညာလှည့်စားခဲ့တာများနေပြီပုံစိုးတာနောက်ဆုံးချိန်တော့သူ့ရဲ့အမီးကိုတောင်းငါကဓာတ်နဲ့ခုတ်ဖို့စူးစမ်းခဲ့သေးတယ်ဒါပေမဲ့လည်းနောက်ဆုံးကြံရမရတော့ တောင်ကြားလမ်းလေးထဲကိုလာပြီးတော့မွေကြီးကိုခေါ်ရတော့တာပေါ့မွေကြီးကတော့ရှောက်လာပါတယ်အဲ့နောက်လေသမားစီကစွ့ငွေတစ်ဝက်ပေးပါမယ်ဆိုတဲ့ဂရုကိုတောင်းပြန်နေဒီတခါတော့လေသမားလည်းလိုလိုလားလားနဲ့ဂရုပေးလိုက်တယ်အဲ့ဒီအိမ်မက်ရဲ့အတိတ်တွေကတော့ဘယင်ကြီးရဲ့တိုင်းပြည်တဝန်းလုံးမှာစစ်မှန်တဲ့ငင်းချမ်းရေးကိုရရှိနေပြီးတိုင်းသူပြည်သားတွေအားလုံးကလည်းတိုးလူဖြူစင်ပြီးတော့အေးချမ်းနေကြပြီးစိတ်တဘောသားတွေလည်းတိမ်မွေ့နေကြပြီး အဲ့လိုဒိဗေရတယ်လို့ရှင်းပြလိုက်တယ်။လေသမားပြင်ပြောပြတဲ့စကားကိုကြားလိုက်တော့ဘယင်ကြီးလဲသဘောတွေကြပြီးစုငွေတွေကိုခါတိုင်းတက်ပို့ပြီးပေးလိုက်တယ်။ဒီတခါတော့လေသမားဟာစုတော်ငွေတွေကိုတနေ့တဘူတည်ဆောင်ပြီးမွေကြီးစီကို တန်းသွားတယ်။မွေကြီးကလည်းလေသမားကိုအသိဆောင်နေတယ်။မွေကြီးကိုတွေးလိုက်တော့လေသမားကတင်ဟာကျွန်ုပ်ကိုအကြိမ်ကြိမ်တီးခန့်ခွင့်လွှတ်ခဲ့တယ်။တင့်ကိုလင်းညာလှည့်စားခဲ့ရုံမကအ ဒဏ်ရာရအောင်မှစ조사ခဲ့တဲ့အတွက်ကျွန်ုပ်ကိုခွင့်လွှတ်ပါဒီတစ်ချိန်မှာရခဲ့သည့်များစုတော်ငွေတွေအားလုံးကိုအသိကိုပေးဖို့ယူဆောင်လာခဲ့ပါတယ်အဲ့လိုပြောပြီးတော့အနူးမြွတ်တောင်းပန်လိုက်တယ်မွေးရတီတီငိမ့်ငိမ့်နဲ့ပဲဖြစ်ခဲ့တာတွေအတွက်ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့တကယ်တော့အဲ့ဒီအဖြစ်အပျက်တွေအားလုံးကိုကျွန်ုပ်ကြိုပြီးသိထားပြီးသားပါပထမအချိန်ကလူတွေအားလုံးကကောက်ကျစ်လဲစားပြီးမြေခွေးလိုညံနေညံနေတဲ့တုံးနေတယ်ဆိုတော့အိမ်မက်ကိုပြောတော့က အသင်ဟာလဲကျွန်ုပ်ပေါ်မှာကောက်ကျစ်လှိမ့်စားပြီးစုတော်ငွေတွေလာမပေးတော့ဘူးဆိုတာကျွန်ုပ်ကသိနေပါလေဒုတိယကြိမ်ဓာအိမ်မက်နဲ့ပတ်သက်လို့လဲအသင်ဟာ ကျွန်ုပ်ကိုဓာနဲ့ရံပြူတော့မယ်ဆိုတာကျွန်ုပ်ကသိနေခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့တိုင်းပြည်တဝန်းလုံးမှာစစ်မှန်တဲ့ငြိမ်းချမ်းရေးရှားနေပြီးတိုင်းသူပြည်သားအားလုံးကတိုးလိုပဲနူးညံ့ဖြူစင်တိမ်မွေ့ပြီးအပြစ်ကင်းစင်နေကြပြီဆိုတာလဲကျွန်ုပ်ကသိပါတယ် ဒါကြောင့်အသည့်ရဲ့နှလုံးသားကငြိမ်းချမ်းမှုနဲ့ချစ်ချင်းမြတ်တာတွေကိုတည်ဆောင်ပြီးကျွန်ုပ်စီကိုပြန်ရောက်လာမယ်ဆိုတာလဲကျွန်ုပ်ကသိနေခဲ့ပါတယ်။ဒါကြောင့်ဒီစုငွေတွေကိုယူပြီးတော့အသည့်ရဲ့အိမ်ကိုသာပြန်သွားပါတော့ကျွန်ုပ်အတွက်ဘာစုငွေမှမလိုအပ်ပါဘူး။အဲ့လိုပြောပြီးတော့မွေကြီးကကြောက်ဆောင်နေကြတဲ့ကသူ့ရဲ့တွင်းလေးတွေကိုအလျင်မြန်မဲဝင်သွားတော့တယ်။လေသမားလေးစုငွေတွေအားလုံးကိုယူပြီးတော့သူ့ရဲ့ရွာလေးစီကိုပြန်လာခဲ့တော့တာပေါ့ ကဲတသားမိမိတို့ရေဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะအဲ့ဒါဆိုရင်နောက်ထပ်ပုံမြင်တစ်ပုဒ်ကြမှာတသားမိမိတို့ ਨੇ တီတီ ਨੇ ပြန်တွေ့ကြမယ်เนาะ